ားလုံးမင်္ဂလာပါဒီနေ့မှာကျွန်တော်က SLE ယောဂအကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ SLE နဲ့ကတနည်းမဟုတ်တနည်းတော့နှီးစက်ကြနိုင်မယ်လို့ထင်ပါတယ်ကျွန်တော်အမျိုးသမီးကိုယ်တိုင်ဆိုရင်လည်း SLE ယောဂခံစားနေရတယ်ပေါ့အဲ့တော့ဒီယောဂက အဖြစ်များတဲ့ယောဂတစ်ခုလည်းဖြစ်ပါတယ်အဲ့တော့ကိုကိုရိုင်းဝင်းကျင်ဒါမှမဟုတ်ရင်လည်းကိုကြားဘူးနိုင်တော့တဲ့ပမာဏလောက်မှာဒီယောဂကိုကျွန်တော်တို့ဟိုတနည်းမဟုတ်တနည်းနဲ့တော့ကြားဘူးနေကြဖြစ်ပါလိမ့်မယ်နော်ဆိုတော့အဆက်လေးကိုကျွန်တော်တို့ကြားဘူးပြင်မယ်ဒီယောဂကဘယ်လိုယောဂမျိုးလဲဘာကြောင့်ဖြစ်တာလဲအဲဘယ်လိုမျိုးကုသမှာလဲဘယ်လိုမျိုးကာကွယ်ရမလဲစသဖြင့်ဒီအကြောင်းတွေနဲ့ပတ်သက်လို့တော့ကျွန်တော်တို့အများကြီးသိမသိကြသေးဘူးဒီနေ့မှာကျွန်တော်ကအဆက်လေးနဲ့ပတ်သက်ပြီးတော့ တည်တင်တည်ထိုက်တာတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။အပထမဆုံးက SLE ဆိုတာဘာလဲပေါ့။ SLE ဆိုတာက Systemic Lupus Erythematosus လို့ခေါ်တဲ့ SLE ပေါ့။ခုနပြောတဲ့ယောဂါကိုအတူကောက်ခေါ်တာပေါ့ SLE ။ဆိုတော့အရှိကဟိုပေါ့ရှာလိုက်ပါတယ်ကျွန်တော်ကိုရိုင်းနာခုနပြောတာတော်တော်ရှာလိုက်ပါတယ်ဆိုတော့အရှိအယူမှတ်မနေနဲ့ SLE လို့ပဲမှတ်ထားပါ SLE ဆိုရင်ပဲတစ်ကမ္ဘာလုံးသိကြပါတယ်နော် သူ့ကိုလူပက်စ်လို့လည်းကျွန်တော်တို့အတူကခေါ်ပါတယ်အဓိကဖြစ်ရခြင်းအကြောင်းရင်းကသူကရေရှည်ကာလကြာရှည်ဖြစ်တဲ့ယောဂါပေါ့ဖြစ်မှန်မှန်တော့ပြောရမယ်ဆို SLE ဆိုတာကဟိုတေးတဲ့ထိဖြစ်သွားတဲ့ယောဂမျိုးပေါ့နော်အဲ့လိုတော့ကျွန်တော်တို့ပြောရမယ်ပေါ့အဲ့တော့ तू ကကာလကြာရှည်ဖြစ်တဲ့ယောဂမျိုးတစ်ခုဖြစ်တဲ့အဓိကအချက်ကိုပြောပြမယ်ဒီဟာကိုမှတ်မိတဲ့ဆိုရင်ပဲ SLE ဆိုတာဘာလဲကျွန်တော်မေးလိုက်တာနဲ့ချက်ချင်းသိအဓိကအချက်ကဘာလဲဆိုတော့ခန္ဓာကိုယ်မှာရှိတဲ့ကိုယ်ခံအားစနစ်ကမှားပြီးတော့ ချက်ပြမှားယွင်းပြီးတော့ကိုခန္ဓာထဲမှာငကိုတွေကရှိနေပုံမှန် cells တွေကိုတိုက်ခိုက်တဲ့ယောဂနော်ဒါကိုကျွန်တော်တို့အသက်လေးလို့ခေါ်တယ်နော်သူ့ကိုကျွန်တော်တို့က chronic autoimmune disease ယောဂတမျိုးလို့ခေါ်တယ် autoimmune နေရာတော့အများကြီးပဲ autoimmune ဆိုတာကကိုခန္ဓာအစနစ်ကကိုခန္ဓာကိုယ်ကိုပြန်တိုက်ခိုက်တဲ့ယောဂတွေကိုကျွန်တော်တို့က autoimmune လို့ခေါ်ပါတယ် immune system ကိုခန္ဓာအစနစ်ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်ပထမဆုံးရင်ရှင်းပြကိုခန္ဓာအစနစ်ကရှင်းပါတယ်ကျွန်တော်တို့စီမှာ ပြင်ပကနေပြီးယောဂပိုးတွေဝင်လာတယ်เนาะအကောင်ပလောင်တွေမှာ virus တွေ bacteria တွေမှုပိုးတွေစသဖြင့်ဒီလိုယောဂပိုးဖွဲ့တွေဝင်လာတဲ့ခါမှာကိုခံအားစနစ်ကနေအလုံးလုံးပြီးတော့ဒီပိုးမွှားတွေကိုတိုက်ခိုက်ပေးရတယ်ဒါကကိုခံအားစနစ်ရဲ့အလုံးလုံးပုံပေါ့เนาะ SLE တမားတွေမှာကျတော့ဘာဖြစ်သွားလဲဆိုတော့ခုနပြောသလိုအပြင်ကနေလာမဲ့ပိုးမွှားတွေကိုတိုက်ခိုက်ရမဲ့အစားเนาะဒီကိုခံအားစနစ်ကခန္ဓာကိုယ်ရဲ့မှာပုံမှန်သူ့ဘာသာသူ့အလုံးသူ့လုံနေတဲ့ကောင်းနေတဲ့ cells တွေ healthy ဖြစ်နေတဲ့ကျန်းမာနေတဲ့ tissues တွေခန္ဓာကိုယ်ရဲ့မှာရှိတဲ့ ကွင်းကစိတ်ပိုင်းတွေကိုတွားပြီးတော့တိုက်ခိုက်တယ်။ဆိုတော့ဒီကောင်ကြီးရဲ့တိုက်ခိုက်ခံမှုကြောင့်ဘာဖြစ်သွားလဲဆိုတော့ခန္ဓာကိုယ်ထဲမှာရောင်ရမ်းမှုတွေဖြစ်ပေါ်လာပြီးတော့ကိုယ်ခန္ဓာတစ်ခုလုံးမှာရောင်ရမ်းမှုတွေဖြစ်လာတဲ့ကိစ္စ။ဒါကိုကျွန်တော်တို့ကအကျဉ်းဖြစ်အဖြစ်အဆက်လေးလို့ခေါ်လို့ရတယ်။ဆိုတော့ပြောရမယ်ဆိုရင်တော့ရှိတဲ့ဟိုပေါ့ကိုယ်ခန္ဓာစနစ်ကပြင်ပလာမဲ့ယောဂပုံမှားတွေကိုတိုက်ခိုက်ရမယ်စာကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ကိုရင်းအင်္ဂါအစိတ်ပိုင်းတွေကိုပြန်ထိုက်ခိုက်နေတဲ့ယောဂကိုကျွန်တော်တို့အဆက်လေးလို့ခေါ်တယ်။နော်။သူကဘယ်လိုမျိုးဖြစ်လဲခုနပြောတဲ့ ို cells တွေကို antibodies တွေထွက်ကုန်ပြီးတော့ cells တွေကိုသွားပြီးတော့တိုက်ခိုက်တယ်ဆိုတော့သူကခန္ဓာကိုယ်တစ်ခုလုံးကိုသူကတိုက်ရောက်မှုရှိတယ် SLE ဆိုတဲ့ယောဂါကဘယ်နေရာမှာဖြစ်တာကို SLE လို့ခေါ်တာလဲလို့အဲ့လိုမျိုးပြောလို့မရဘူးပြောရမယ်ဆိုတော့ကိုခန္ဓာစနစ်မှာဖြစ်တဲ့ကိစ္စ SLE လို့ခေါ်တာပေါ့ဒါပေမဲ့ကိုခန္ကိုခန္ဓာအစိတ်ပိုင်းတစ်ခုပဲအစိတ်ပိုင်းတစ်ခုခုမှဖြစ်တာလဲအဲ့လိုမျိုးတော့သူကပြောလို့မရ SLE ကခန္ဓာကိုယ်တစ်ခုလုံးကိုဖြစ်နိုင်တယ် သူအများဆုံးဖြစ်တဲ့ကိစ္စကတော့အရေးပြားပေါ့အရေးပြားမှာဖြစ်တယ်နောက်တစ်ခုကကျတော့အစ်စ်မြစ်တွေမှာဖြစ်တယ်ကြောက်ကက်မှာဖြစ်တယ်အုံနောက်မှာဖြစ်တယ်သွေးထဲမှာဖြစ်တယ်နောက်တစ်ခုနှလုံးမှာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးပြဿနာမျိုးတွေရှိရအက်ဆလီယောဂါကဖြစ်ပြီဆိုရင်အရှင်းပြတ်ကင်းအောင်တော့ကုလာဖြစ်ပြီဆိုရင်တော့ပြောရမယ်အက်ဆလီဆိုတာကသူမျိုးလိုက်တဲ့ယောဂါ ਉਹ နော်မျိုးယိုလိုက်လာပြီးတော့ဒီပါလာတယ်ပေါ့ဒီရှိလာတဲ့အက်ဆလီယောဂါကဖြစ်နေပြီဆိုရင်တော့ तू ကအရှင်းပြတ်အောင် ကုလို့မရဘူး ရှင်းပြအောင်ကုလို့မရဘဲနဲ့အဲ့လိုပဲဖြစ်လိုက်ပြောက်လိုက်ဖြစ်လိုက်ပြောက်လိုက် ဖြစ်လာတဲ့ခေချင်းပေါ်လာတဲ့ချိန်မှာဆိုရင်မျက်နှာမှာခုနပြောတဲ့အနီကွက်ကြီးတွေထွက်တယ်သူ့ကိုကျွန်တော်တို့ SLE မှာ mailer rash လို့ခေါ်တဲ့ butterfly rash တွေထွက်ပါတယ်ဒီမျက်နှာကဒီလိုဒီလိုနေရာကြီးပေါ့ဒီလိုနေရာမှာဆွတ်ဆူကြီးနဲ့အဲ့လိုမျိုးသူသဖြင့်နေရောင်ထိပြီဆိုတာနဲ့အင်နာကြီးတွေနေရဲပြီးတော့အဲ့လိုမျိုးဖြစ်နေတယ်နော်အဲ့လိုမျိုးမျက်နှာမှာနေရဲနေတဲ့ပုံစံမျိုးနဲ့လာတယ် စစ်မြစ်တွေကြိုက်ခဲပြီးတော့เนาะကျွန်တော်မျိုးသမီးဆိုလဲအဆက်လီယောကထပြီဆိုရင်အစစ်မြစ်တွေကြိုက်ခဲတယ်အထူးသဖြင့်တော့သူတို့ကဟော်မုန်းပြောင်းလဲဖြစ်တဲ့အချိန်ပေါ့ဥမာတောက်ကျွေတဲ့အချိန်တို့နောက်တစ်ခုကဒီယာစီလာတဲ့အချိန်တို့ဘာလို့မှဆိုရင်အဆက်လီယောကကပို့ပြီးထပါတယ်အခုနပြောသလိုပဲအဆက်လီယောကကဖြစ်ပြီးဆိုရင်တော့ဟိုသူကအရှင်းပြကင်းအောင်လုံးလို့မရဘူးမရပဲနဲ့သူကအလိုဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကစေးတောက်တက်တောက်လို့ပြီးပြောက်တဲ့အချိန်မှာအဲဖြစ်တဲ့အချိန်ရှိမယ်ဖြစ်တဲ့အချိန်ဆိုတော့ခုနပြောတဲ့စေးတောက် ပြီးရင်ပြောက်သွားတဲ့အချိန်ရှိမယ်ဒီလိုမျိုးပဲသွားတယ်အများပြင်းရတဲ့အဆက်လီသမားတွေကဟိုပင်မနွမ်းနေနေတတ်တယ်သူတို့ခန္ဓာကိုယ်တစ်ခုလုံးကိုကိုင်ငါစိတ်ပိုင်းတွေကိုကိုခန်းစနစ်ကရှော့တိုက်တာမလားအဲ့တော့ပထမဆုံးပင်မနွမ်းနေတတ်တယ်မြို့သမီးဆိုလည်းတစ်ချိန်လုံးပင်မန်းနေတတ်တယ်ပေါ့နော်နောက်တစ်ခါကျတော့ joint pain မဟုတ်ခုနကအစ်စ်မြစ်တွေကိုက်တယ်ဒီလိုအစ်စ်သေးလေးတွေအစ်စ်ကြီးတွေစသဖြင့်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အစ်စ်မြစ်တွေကိုက်ခဲတယ်ကြောရိုးကြီးတွေကိုက်ခဲတယ်ခေါင်းတွေကိုက်တယ်အဲ့တော့ကြောရိုးကိုက်ခဲတဲ့ခါကျတော့ခန္ဓာကိုယ်ကြီးညောင်းနေတယ် အဲ့လိုမျိုးအရန်ညောင်းပြီးနေလို့မကောင်းဖြစ်နေတယ်ဟိုခေါင်းစကြောတွေအရန်တက်နေတယ်ခေါင်းတွေကိုက်နေတယ်ကိုယ်တွေလက်တွေဒူးတွေဒူးတွေညောင်းနေခြေလက်ခြေစစ်လက်စစ်တွေအရန်ကိုက်နေလူမျိုးပြဿနာမျိုးနဲ့လာတက်ပါတယ်အဆလီသမားတွေနော်နောက်တစ်ခါကျတော့ skin rashes ကျွန်တော်ခုနကပြောသလိုပဲဒီနားမှာအနီးကွက်ကြီးတွေထားတယ် နေရောင်တန်းကိုမခံနိုင်ဘူးနေထိပ်ပြီးဆိုတာနဲ့ခန္ဓာတစ်ခုလုံးမှာအလိုမျိုးအနီကွက်တွေရှောက်ပြီးတော့ထတာမျိုးဖြစ်တတ်တယ်နောက်တစ်ခုကကျတော့ဒီ SLE ယောဂရှိတဲ့သူတွေမှာကြောက်ကက်ပျက်စီးရဲ့ကိစ္စအများဖြစ်ပါတယ် SLE ကကိုခန်းစနစ်ကဘယ်နေရာကြောက်ကြောက်ကက်ရဲ့ cells လေးတွေကိုအဓိကသွားပြီးတော့ဟိုတိုက်ခိုက်တယ်ပေါ့တိုက်ခိုက်တဲ့အခါကျတော့ cells လေးပျက်စီးပြီးတော့ lupus nephritis လို့ခေါ်တဲ့ကိစ္စမျိုးကဟိုကြောက်ကက်ပျက်စီးတဲ့ဟာမှာ SLE တမားတွေအများဖြစ်ကြပါတယ်နော်ကြောက်ကက်ဟို SLE ကြောင့် ဟိုကြောက်ကပျက်စီးမှုကလည်းခုနဟိုသွေးတို့စီးကြိုတို့ကြောင့်ကြောက်ကပျက်စီးသလိုမျိုးပဲတစ်ချိန်လုံးဟိုဟိုကြောက်ကဆေးပြီးနေဝါးရတတ်ပါတယ်နော်ကြောက်ကလဲရပါတယ်ဒီလိုမျိုးတွေရှိပါတယ်နော်အဲ့တော့ဟိုခြုံပြီးပြောရင်ကြောက်ကဒီဒီအက်ဆလီသမားတွေကဘလိုမျိုးယောဂမျိုးတွေအဲဘလိုမျိုးယောဂလက္ခဏာမျိုးတွေအဓိကပြတယ်လဲဆိုရင်ခန္ဓာကိုယ်တစ်ခုလုံးကရောင်ရမ်းတာကြောင့်ဖြစ်တဲ့လက္ခဏာတွေပြတယ် ညနာကနေစပြီးတော့ဗောနော်အဲ့လိုမျိုးနီကွက်တွေပေါ်တာမျိုးချင်းစစ်လက်စစ်တွေကြိုက်ခဲနေတာမျိုးကြောက်ကက်တွေပြက်စီးလာတာမျိုးနောက်ကဒီနေရောင်တောင်မခံရတာမခံနိုင်တာမျိုးဒီလိုမျိုးတွေဖြစ်နိုင်ပါတယ်နော် SL ကိုဘယ်လိုမျိုးကျွန်တော်တို့ကဟိုယောဂရှာဖွေမလဲပေါ့ diagnosis ဘယ်လိုလုပ်မလဲပေါ့သူကတော့နည်းနည်းခက်ခဲတယ်ဟိုအများအားဖြင့်ကျွန်တော်တို့က non specific ဖြစ်တယ်ပေါ့ ANA လိုဟာမျိုးကိုခန္ဓာကိုယ်ကိုယ်ခန္ဓာစနစ်ကိုပြန်ရှာတဲ့ဟာမျိုးပေါ့နော်ဒီလို test မျိုးကိုလောက်တာရှိရဲ့နောက်တစ်ခါကျတော့ဟို rash ပေါ့ rash ကအရင်တိတာပဲဒီ mailer rash ကတခြားသူတွေမှာမဖြစ်ဘဲနဲ့ဒီလို SLE သမားရှိတဲ့သူတွေမှာကြောက်ဒီလိုမျိုးအနီအဆုံကြီးတွေဖြစ်တာမျိုးအဲ့လို rash တွေဖြစ်တယ်ကိုခန္ဓာကြီးကြိုက်ခဲတယ်ကြောက်ကက်ကိုကျွန်တော်စစ်ကြည့်ရင်လည်းကျွန်တော်သိနိုင်တာမျိုးရှိပါတယ်နော် ဘလို့မျိုးကုသရမလဲအဆက်လေးတမားရေကျွန်တော်ပြောခဲ့သလိုပဲအရှင်းပြောက်ကင်းအောင်တော့ကုသလို့မရဘူးအဲ့ဒီအစားကျွန်တော်တို့ယောဂတတနေအောင်ရောင်ရမ်းမှုတွေညော့နေအောင်အဲ့လိုမျိုးကုသလို့ရပါတယ်ကျွန်တော်မျိုးသမီးဒီလိုဒီအဆက်လေးယောဂဖြစ်ပြီးဆိုရင်ဒီလို flare ထပြီပေါ့ခုနပြောရဲယောဂပေါ်တယ်ဆိုတဲ့အချိန်မှာဆိုရင်တော့ကျွန်တော်ကအကြိုက်ခဲပြောက်ဆေးတွေပါပေးပါတယ်နော်အကြိုက်ခဲပြောက်ဆေးတွေအယောင်ကြဆေးဒီလိုမျိုးတတတာအောင်ဆေးပေးရဲနောက်တစ်ခါသူ့ကိုဒီ one massage လေးပေါ့ဟိုအနှိတ်ခံရတာမျိုးပါညာဒီလိုမျိုးလေးလုပ်ပေးတယ်ဒါဆိုသူပို့ပြီးတော့ တက်တာပါတယ်နော်။ဒါမျိုးလေးလုံးလို့ရပါတယ်။ SLE ကဟိုကြောက်ကိုကောင်းတဲ့ယောဂတခုတွေမှာပါပါတယ်။ SLE ကြောင့်ကျွန်တော်တို့ဘယ်လိုမျိုးယောဂတွေဖြစ်တတ်လဲဆိုပထမဆုံးဟိုအပြင်းထန်ဆုံးကတော့ကြောက်ကက်ပစ္စည်းอ่ะ lupus nephritis လို့ခေါ်ရယ် SLE ကကြောက်ကက် cells လေးတွေကိုသွားပြီးတော့တိုက်ခိုက်ပြီးတော့အဲ့ cells တွေပျက်စီးကုန်တဲ့အခါကျတော့ကြောက်ကက်ပြတ်တဲ့ပြဿနာကျွန်တော်အရင်အဖြစ်များပါတယ်နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေအရင်ဖြစ်များပါတယ်เนาะအဲသူကနှလုံးမှာသွေးကြောထဲမှာအဆီတွေသွားပြီးစုပ်ပုံတတ်တယ်အဲ့အတွက်ကြောင့်မို့ကျွန်တော် stroke လိုမျိုးငငယ်ရွယ်နဲ့လေးဖြတ်တာမျိုးပြဿနာမျိုးဖြစ်တတ်တယ်နောက်တစ်ခါနှလုံးအောင့်တာမျိုးကျွန်တော်လူမျိုးဖြစ်တတ်တယ်နောက်တစ်ခါနှလုံးရဲ့ကြွက်သားတွေရောင်ရမ်းတဲ့အခါကျတော့ အဲအဲ့လိုနှလုံးရောင်နဲ့ပြဿနာတွေပါဖြစ်တတ်တယ်။နောက်တစ်ခုကကျတော့အုံနှောက်နဲ့အာရုံကြောစနစ်ကိုလည်းသူကထိခိုက်ပျက်စီးနိုင်တယ်။အဲ့အတွက်ကြောင့်မလို့တချို့တွေမှာဆိုရင်အဲခေါင်းကြိုက်တာခေါင်းကြိုက်တာအရန်ဖြစ်များတယ်။နောက်တစ်ခုကမှတ်ညံနေမကောင်းတော့တာပေါ့နော်။မေ့တာမေ့လွယ်တာမှတ်ညံနေမကောင်းတော့တာဟို confuse တစ်ချိန်လုံးဟို diary ကဖြစ်လုပ်ပြီးတာလားမလုပ်ပြီးတာလား search ပြန် diary မသိရဘူး။နောက်တစ်ခုက lupus concept lupus fog လို့ခေါ်ရပါလေဆိုတော့ကျွန်တော်တို့ကဟိုပေါ့အာရုံစူးစိုက်ဖို့ခက်တာ။ နော်အများကြီးဟေးစီးဖြစ်တယ်။အုံနောက်ကအများကြီးလေဟိုမြူကိုတွေနဲ့ကြည့်ရပြောရမြင်တော်ပြောရမြူကိုတွေကိုကြည့်နေရတယ်လို့ဖြစ်နေအုံနောက်ကဒီလိုမျိုးပြဿနာမျိုးတွေကျွန်တော်ဖြစ်တတ်တယ်။ သွေးနဲ့ပတ်သက်တဲ့ပြဿနာတွေအရန်ဖြစ်ပါတယ်။အုတ်ဒီလူပတ်ရှိတဲ့သူတွေမှာ SLE ရှိတဲ့သူတွေမှာအဲသွေးအားနည်းတဲ့ပြဿနာခန္ဓာကိုယ်မှာအနီကွက်တွေဖြစ်တဲ့ပြဿနာအရန်ဖြစ်များပါတယ်။ကျွန်တော်အမျိုးသမီးဆိုရင်နည်းနည်းလေးထိခိုက်လိုက်ပြီဆိုတာနဲ့အနီကွက်တွေဖြစ်တယ်။အဲ့အနီကွက်ကြီးကအကြာကြီးပဲဖြစ်ပြီးတော့မပြောက်တတ်ဘူးဖြစ်တတ်တယ်။သွေးထွက်ရင်တောင်တောင်နဲ့မတိတ်ဘူးဖြစ်တတ်တယ်။သွေးအားနည်းတဲ့လက္ခဏာတွေခံစားရတယ်။လူမျိုးတွေရှိတယ်။နောက်တစ်ခုကဟိုကိုယ်ခန်းစနစ်ကတိတ်ပြီးမကောင်းတော့တဲ့ဖြစ်တဲ့တော့တခြားခန္ဓာကိုယ်ရှောက်တိုက်ခိုက်နေရတဲ့အတွက်ကြောင့်မလို့ကိုယ်ခန်းစနစ်ကမကောင်းမကောင်းတော့တဲ့အခါကျတော့ပြင်ပယောဂပိုးတွေလည်းပို ြီးတော့ဝင်လာနိုင်တယ်ဒါကတော့ SLD ကြောင့်နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ပြဿနာမျိုးတွေပေါ့အဲ့တော့အတူချုပ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ပြောပြရရင်တော့ SLD ဆိုတာကကိုခံအစနစ်ကနေပြီးတော့ပြင်ပယောဂပိုးတွေမတိုက်ခိုက်ဖ ೇನೆ ကိုခန္ဓာကိုယ်ထဲမှာငကိုယ်ရဲရှိတဲ့ကျန်းမာနေတဲ့ cells တွေကိုတိုက်ခိုက်တဲ့အတွက်ကြောင့်မလို့ ခန္ဓာကိုယ်တစ်ခုလုံးရောင်ရမ်းမှုတွေဖြစ်တဲ့ယောဂကိုကျွန်တော်တို့ SLE လို့ခေါ်ပါတယ်။အများအပြားတော့ခန္ဓာကိုယ်မှာ rest တွေပေါ်တာမျက်နှာမှာမျက်နှာမှာ rest တွေပေါ်တယ်။နေရောင်တန်းထိတဲ့ခါမှာဒီခန္ဓာကိုယ်မှာအနီကွက်တွေမျက်နှာမှာအနီကွက်တွေအဲ့လိုမျိုးတွေပေါ်တယ်။အစ်စ်မြစ်တွေအရန်ကိုက်ခဲတယ်။ခန္ဓာကိုယ်မှာအနီကွက်အနီကွက်တွေအနီကွက်တွေလိုက်ပြီးပေါ်တတ်တယ်။သွေးယောဂတွေဖြစ်တတ်တယ်ပေါ့နော်။သွေးရနေတယ်။နောက်တစ်ခါကြောက်ကက်ပျက်စီးတယ်။ဟိုအစ်စ်မြစ်တွေအရန်ကိုက်ခဲတယ်။ဒီလိုပြဿနာမျိုးတွေ ਨੇ လာတတ်ပါတယ်။ SLE ကဖြစ်ဟို SLE ရှိတဲ့သူတွေမှာတော့သူက ဟိုစိတ်မကောင်းစရာတရင်ကတော့အရှင်းပြတ်ကင်းအောင်တော့ကုလို့မရဘူးဒါပေမဲ့ဖြစ်တဲ့ ဆိုတော့ तू ကတစ်ခါလေးဖြစ်မယ်တစ်ခါလေးပြောင်းမယ်ဖြစ်နေတဲ့အချိန်မှာဆိုရင်ကျွန်တော်ယောဂဝိညာဉ်တွေတတ်တာအောင်လို့စေးရီတုံးလို့ရပါတယ်အထူးသဖြင့်တော့ kai case ပျောက်စေးရီတုံးတယ် steroid လိုမျိုးစေးမျိုးတွေတုံးတယ်ဒီမှာတော့ကိုယ်သဘောနဲ့ကိုယ်မတုံးပါနဲ့ဆရာဝန်ကိုနဲ့အရင်တိုင်ပြီးတော့မှဆရာဝန်စီရဲ့ညွှန်ကြားချက်နဲ့ပဲတောက်တုံးဖို့ကျွန်တော်တိုက်တွန်းပါတယ်နော်အဲ့တော့ဆက်လီယာပေါ်လို့မရတဲ့ယောဂဖြစ်ပါတယ်ပေါ်လို့မရပါဘူးဒီယောဂကကြောက်ကက်ပျက်စီးမှုအရန်အဖြစ်များတဲ့အတွက်ကြောင့်မလို့ကြောက်ကက်ဆေးရခြင်းရဲ့အဓိကတရားခံဖြစ်နေတတ်ပါတယ်ဆိုတော့ SLE ဖြစ်တယ်ဆိုရင် ကိုနီနာကိုမှလည်း SLE ယောဂဝေဒနာလက္ခဏာတွေရှိလားသတိထားကြည့်ကြည့်ပါကိုနီနာဝင်းကျင်ကကိုချစ်ခင်ရတဲ့သူတွေလည်းအဆက်လီမဖြစ်နေမလားသတိထားကြည့်ကြည့်ပါအဆက်လီရှိနေရဆိုရင်ဆိုင်ရာသက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဟိုဘယ်လိုမျိုးအဆက်လီသမားတွေရဲ့နေပုံထိုင်ပုံစားပုံတောက်ပုံနောက်တစ်ခုကဆေးတုံးရတဲ့ဆေးတောက်ရတဲ့ပုံစံတွေကွာပါတယ်เนาะဒီဟာမျိုးတွေကိုကျူးဆိုင်သွားမယ်ဆိုရင်လူကောင်းတယောက်လိုမျိုးအဆက်လီလည်းနေသွားလို့ရပါတယ်ကိုကိုရိုင်းကမဖြစ်ဘူးဆိုရင်တော့ကိုဘေးနားမှာရှိတဲ့ကိုချစ်ခင်ရတဲ့သူတွေကိုကျူးဆိုင်ကုသပြုလို့ရပါတယ် ဒီဘေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်